ရုရှားကအခုချိန်မှာတတိယကမ္ဘာစစ်ကိုစတင်လိုက်မယ်ဆိုရင်ဘာတွေဖြစ်မလဲ။နယ်ရီရဲ့မကြသေးမီလှုပ်ရှားမှုတွေကိုတုတ်ပြန်ပြီးရုရှားကဂျာမနီ၊ပိုလန်နဲ့ဗြိတိန်နိုင်ငံတွေထဲကမဟာမိတ်စခန်းတွေကိုမိချိန်ပိုက်ဆိုင်တင်ပစ်လိုက်တဲ့တပြိုင်တည်းထဲမှာပဲရုရှားတပ်တွေကဥရောပကိုတူးချက်ကျူးကျော်တယ်။ဗက်တဒေတာကနေစတင်ပြီးနက်ထာကကာလီနင်ဂရက်နဲ့ဘီလာရုစ်ထဲကရုရှားထောက်ပံ့ラインတွေကိုလေကြောင်းတိုက်ခိုက်မှုနဲ့တုတ်ပြန်လိုက်တယ်။ ကင်တင်တဲ့ဂျာမနီတို့ကရုရှားတူချက်လာမှုကိုတားဆီးဖို့တက်တွေချီတက်ပူလိုက်ကြတယ်။ UK ကလည်းဘက်တပင်လေတဲ့ကိုပုံတိုက်တင်မိုးတွေထားလိုက်တယ်။အမေရိကတိုက်ဘက်မှာဗင်နီဇွဲလားကရုရှားဘက်ကိုရက်တီပြီးအမေရိကထံစီမီထွက်တင်ပို့မှုတွေကိုချက်ချင်းရက်လိုက်တယ်။ဒါကြောင့်ဥရောပကအစိုးရဆုံးစွန့်ရဲအချက်တဲကိုတွေ့ကြုံရတဲ့တစ်ချိန်တည်းမှာတင်တရုတ်ကအခွင့်အလမ်းကိုအသုံးချပြီးတိုင်ဝမ်ကိုဝိုင်းဝန်းတိုက်ခိုက်ဖို့တက်တွေထားလိုက်တယ်။ မြောက်ကိုရီးယားကလည်းတရုတ်နဲ့ရုရှားဘက်ကစစ်ပွဲတွေဝင်ပါပြီးတောင်ကိုရီးယားနဲ့ဂျပန်ကိုမိုက်ဆိုင်ပစ်လိုက်တဲ့အခါနိုင်ငံတစ်နိုင်ငံလုံးအရေးပေါ်အခြေအနေတွေမျက်နှာမူလိုက်ရတဲ့အလဲရှိဘက်မှာလည်းဒေတာခန့်အင်အားကြီးနိုင်ငံတွေအကြားပဋိပက္ခတွေထိတွေ့မိပြီးအလွန်ကင်းထန်လာတဲ့ရုရှားဘက်ကတော့နျူကလ িয়ার လက်နက်အစိုးရကကွယ်ရေးစက်ရုံကိုအသုံးချဖို့ကင်းစင်နေတဲ့အဲ့ဒီနောက်လှုပ်ရှားမှုကလူဖွဲ့စည်းပေါင်းတို့အတွက်ဖြစ်စီမှုကိုဖြစ်စေနိုင်တယ်